အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာတာတီရေးသားထားတဲ့ကျွဲလူအိုင်တရေဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇလန်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပြီးသွားမှာမလို့ channel လေးကိုလေ like and subscribe လေးတွေလုပ်သွားပြီးခဲ့ကြပါအောင်ခင်ဗျာ အောက်ပြည်ကိုတာတေရောက်တုံးကားဗျကျုပ်တို့ထဏောင်းကုန်းကကိုညွတ်မောင်နဲ့လိုက်သွားတာလေကိုညွတ်မောင်ကတနစ်ကိုတကာအောက်ပြည်သွားပြီးတော့ငါတလောင်းငပိကောင်တွေဝဲတာလေဗျရာစုတိုင်းငါတလောင်းဆိုတော့လွတ်နမယ်ကြီးတာဗျရာစုတိုင်းဆိုတော့မော်ကျုံအထက်ဘက်ကမြစ်ကြီးလေဗျမြစ်ကြီးအကျယ်ကြီးတဲ့မှာငါတလောင်းပိုက်ချတဲ့လေတွေမှအများကြီးဗျ ကျိုးကအညာသားဆိုပေမဲ့ပင်လယ်ဘက်လည်းရောက်ဖူးပါရဲ့ကျိုးတို့ရွာကကိုစိတ်ဘွားနဲ့ဘိဘက်ကိုလိုက်သွားတဲ့အကြောင်းကိုကျုပ်ရေးခဲ့တဲ့ပင်လယ်ဆုံးဝိထုထဲမှာဖတ်ကြည့်ပေါ့ဗျာအခုတော့ကိုညွတ်မောင်ငလောင်ငပိကောင်ဝယ်တဲ့စီကိုကျုပ်ရောက်လာတာဗျာရာဇူတန်းရွာမှာကကျုပ်တို့တဲကြတာဗျာအောက်ပြည်ဒလိကကျုပ်တို့အညာဒလိနဲ့တော့မတူဘူးပေါ့ဗျာကျုပ်တို့စီမှာကသဲเจ้าနေပဲရှိတာမလား ဒီမှာကတော့မြစ်တွေချောင်းနေဆိုတာလက်ရှက်ထိုးကိုရှိနေတာဗျာကျုပ်တို့အညာကတော့ဂုံးကောင်ကောင်နေဆိုတော့ဘဲသွားဟာသွားလဲနဲ့နွားကိုပဲအားကိုးရတာလေဒီမှာကတော့ဘဲသွားသွားလေကလေးတွေနေဗျာဆယ်တောင်လေဆက်နှစ်တောင်လေးတွေကိုလော်တဲ့နဲ့လော်ကြခရက်နဲ့ခဲ့ကြပေါ့ဗျာလေနံတစ်ဖက်စီမှာခရက်တတိုင်းရှိတယ်လေဗျာခတ်တိုင်မှာပါတဲ့အထီကလေးတွေမှာခရက်မှာတတ်ထားတဲ့ခတ်ခွင်းကိုစုပ်ပြီးတော့ခတ်ရတာဗျာ လော်ခဲ့ကောင်းရင်ရိတ်ခနဲ့ရိတ်ခနဲ့နေအောင်ကိုသွားတာဗျာလေထဲမှာကလေကခင်းရတာဆိုတော့ကြကြနနထိုင်လိုက်လို့ရတာပေါ့ဗျာလေထဲကိုစိတ်ဝင်လာတဲ့ရေတွေကိုတော့ရေပက်ခံထဲမှာရေပက်ခွက်နဲ့ခတ်ထုတ်ရပါတယ်ရေပက်ခွက်ဆိုတော့ဝဘိုးချမ်းကိုလှုပ်ထားတာဗျာလက်ကင်မိုးအချိုက်လေးလဲပါတယ်ဒါပေမဲ့လေဆက်ထားတဲ့ပြင်ဆက်ကြားတွေမှာ ပွဲညနဲ့တိတိကျကျတီးထားတာဆိုတော့ရေလုံနေတာဗျာ လေရဲကိုတော့ရေသိပ်ပြီးတော့မဝိုင်းမအောင်လေကပဲ့ပဲကရောဥပဲကရောကော့နေရဆိုတော့လေရဲကိုဝင်းလာတဲ့ရေကရေပက်ကန်ထဲကိုပဲရောက်လာပြီးတော့စုတော့တာပေါ့ဗျာကိုညွတ်မောင်နဲ့ကြုံနေကိုအုံးညွတ်ဆိုတဲ့កောင်လေးကိုလိုက်ပို့တာဗျာဒီកောင်လေးကအသက်10နှစ်သားလောက်ပဲရှိအောင်ပဲဗျာလေလောတာလေခတ်တာများကြောင်းကျင်လိုက်တာမပြောပါနဲ့တော့ဗျာအညာသားဆိုပဲကျုပ်ကရေကို ကြွညံ့ချင်းချင်းကူးနိုင်တဲ့ကောင်းပြတာဒီဆိုတဲ့ကောင်ကငငယ်လေးကလေးကရင်းချောင်းထဲမှာရေကူးလိုက်သဲထဲမှာလိုက်ပြီးတော့ပဇွန်နိုင်လိုက်လုံနေတဲ့ကောင်ပဲဗျာရေကူးတက်ပါပြီလားအုံညိုကအကျုပ်တို့ကိုလေတစည်းနဲ့ချောင်းညိုချောင်းညာနဲ့လိုက်ဖို့ဓာပြူချောင်းချင်းလေးတွေထဲမှာဘဲကြံတွေကလွတ်ပြီးတော့ကြောင်းနေရဲ့ဘဲအုပ်တွေဆိုတော့အကောင်တွေယာနဲ့ချီပြီးတော့ရှိရပြူဘဲကြောင်သားတွေကလည်းလေတစည်းနဲ့ပဲဗျာလော်တဲ့နဲ့ရေကိုဖျန်းခနဲ့ရိုက်လိုက် သူ့ဘဲဟုတ်ကသူ့လူချင်းတဲ့ဘက်ကိုကူးကြရောပြုံချောင်းမေးကလဒါပြင်းထဲမှာတော့ငပြန်းတွေဆိုတာတဖြက်ဖြက်ကိုခုံနေရပြုံကနန်းနေနေလေးတွေကလည်းလဒါထဲမှာဟိုပြေးဒီပြေးနေဗျအဲ့ဒီလဒါပြင်းထဲမှာငမွေတို့ချိတ်နေတဲ့လူတွေလည်းရှိတယ်ဗျငမွေတို့ချိတ်ဆိုတာကတစင်ကျိုးနဲ့လှုပ်ထားတဲ့တံများကောက်ကောက်လေးပေါ့ဗျာဝလုံးတက်လန်သာသာလောက်ထိတ်မှာအဲ့ဒီဂျိတ်ကောက်ကိုကြားထားတာပြော ဘယင်အဲ့ဒီဝလုံးကိုလေထဲမှာလွဲလွဲပြီးတော့လတာတွေကငမွေတို့ကိုချက်ရတာဗျာငမွေတို့ကကောက်ထားတဲ့တန်ချိကလေးမှညက်ပြီးတော့ပါလာတာဗောဗျာသူ့ဒလေးနဲ့သူတို့တော်တော်ကိုအစင်ပြေတာဗျောချောင်းကန်းမမှာတော့စကတုံးပင်တွေကိုရံကြီးပင်တွေ စွမ်းမွေးပင်တွေကစုံးပင်တွေခရမ်းမြရအောင်အပွင့်လေးတွေပွင့်နေခရပင်တွေလက်မှုပင်တွေနဲ့ဗောဗျာကျုပ်တို့အညာမှာကတော့နွားသုံးကြတာဗောဗျာအောက်ပြီမှာကတော့ကျွဲသုံးကြတာဗျာ မိုးရေရေတွေများတဲ့ဒေသဆိုတော့ကျွဲတွေတုံးကြရတာပေါ့ဗျာကျုပ်ပြည့်ကျွဲနှောင်းကိုကတ်တော့မကတ်ဝန်နာမျိုးဂျိုကြီးတွေကလည်းရှေးရှေးကွေးကွေးကြီးတွေဗျာတာတေဆိုတဲ့ကျုပ်ကနွားဆိုရင်လွတ်ကျွမ်းနေတာဗျာအဲကျွဲကြတော့ကျုပ်သူ့နှောင်းကိုတော့မသိရဲဘူးဗျို့ကျုပ်တို့ညမှာနွားတွေကရှင်နူးတယ်ဆိုတာဘယ်ရှိမှာတော့ဗျာကျွဲကြတော့ရှင်နူးတယ်ဗျာသူတို့ပြောတာတော့ကျွဲဆိုတာလူးချပေးရတယ်ဆိုပဲ။ တို့တွေစီမှာကျွဲလူအိုင်တွေရှိတယ်ဗျညွတ်အိုင်တွေပေါ့ဗျကျွဲလေးငါးကောင်ဆင်းပြီးတော့လူနိုင်လောက်အောင်ကြည့်တယ်ဗျကျွဲလေးကိုလူချဖို့မောင်းသွားပြီးတော့ကျွဲလူအိုင်ရောက်ရင်လူချပေးရတယ်ပေါ့ဗျကျွဲတွေကရှွညွတ်နေတယ်မှာတကူလုံးဆင်းပြီးတော့နေကြတာဗျကောင်းလေးပဲဖော်ထားတာကျွဲတွေကျွဲလူအိုင်တွေကတက်လာတော့မှချောင်းလေးကိုမောင်းချပြီးတော့ရေချူးခိုင်းတာချောင်းထဲမှာရေစိန်နေတော့ရေထဲမှာတကူလုံးငုတ်ပြီးတော့စင်ကြတာဗျ ဘူးဆိုတဲ့နာမုံတန်ကြီးတွေနဲ့ရေထဲကနေပေါ်ပေါ်လာတဲ့ကြွေးကြီးတွေကိုကြည့်ရတာကြည့်လို့တော့ကောင်းသားဗျာဒါတော့အောက်ပြည်ရဲ့ဒလိပ်ပေါ်ဗျာကိုညွန့်မောင်ရဲ့ငတလောက်ငပိကောင်ကငတလောက်ပိုက်ချတဲ့အိမ်ဒီမှာလိုက်ဝယ်ရတာကိုဗျာတဏှာထဲမှာမြန်မြန်ဝယ်လို့ရတာမှမဟုတ်တာရာစုတိုင်းကနေတက်ချောင်းကွင်းချောင်းဘက်ကိုသွားဝယ်ပြီးတော့ကျုပ်တို့ပြန်လာကြတော့လိုက်ဖို့တဲ့အုံညွန့်ကရေစင်းတရားလေးဘေးကိုလေထိုးပြီးတော့ဆက်လိုက်ပါတယ် လေအစင်းမြင်းအတဲဆိုပေမဲ့လေကနေတရားဘော်ကိုပြန်တက်တာလဲမတက်တာရင်ကိုယူကာယဖြစ်တာပဲဗျခြေတော်တစ်ဖက်ကိုလေထဲမှာထိန်းညားပြီးတော့တက်ရတာအောက်ပြီးကရွာတွေဆိုတာကချောင်းကန်းဘေးမှာတမ်းပြီးတော့တည့်ကြတာအိမ်တွေချမ်းတွေဥယျာဉ်တွေကလည်းချောင်းကန်းဘေးမှာပဲတမ်းပြီးတော့ရှိနေတာဗျအိမ်တိုင်းအိမ်တိုင်းမှာချောင်းထဲကိုဆင်းတဲ့ရေဆင်းသဒ္ဓါလေးတွေနဲ့ဗျအိမ်သဒ္ဓါလေးတွေမှာလေတစင်းလောက်ကအမြဲတမ်းခြိထားကြတာ ကျုပ်တို့တဲတဲ့အိမ်ကရာဇူရိုင်တကြီးဦးဖိုးစင်ရဲ့အိမ်မြာကျုပ်တို့ကိုလိုက်ပို့တဲ့အုံညွန်ကတကြီးဦးဖိုးစင်ရဲ့ဆိုင်းကကိုကွန့်ရဲ့သားဗျာကျုပ်တို့တကြီးအိမ်ကိုတက်လာတော့တကြီးအိမ်ပေါ်မှာလူတွေရောက်နေကြတယ်ဗျာရွာထဲကရာသွားတယ်ဗာမများအမှုခင်းဖြစ်လို့တော့လို့ကျုပ်ကနားဆွင့်တဲ့အိမ်ပေါ်ကိုတက်လာတာဗျာတကြီးအိမ်ကတထအိမ်မြာဒါပေမဲ့အတော်လေးတော့ကျဲပါတယ်ဩကျုပ်ဧည့်သည်တို့ပြန်လာပြီဗျာ တကြီးကပြောလိုက်တော့ထိုင်နေတဲ့လူတွေကကျုပ်တို့ကိုလှည့်ကြည့်ပါတယ်။အားလုံး၆ယောက်ဗျာ။ဒါထဏောင်းကကျုပ်ညီဘိုးတင်ရဲ့သားညွတ်မောင်လေးဗျာ။ဘိုးတငယ်ကညွတ်မောင်လေးပါလာတာလေ။မောင်တာတီရဲ့ဗျာ။သူတို့ရက်မှာပြန်ရောက်ဖို့ငါတို့လောက်စားနေလားဝယ်တာလေးဗျာ။အဲ့ဒါခမည်းတော်လည်းသတင်းနည်းနည်းလောက်ဖြန့်လိုက်ပါဦးဗျာ။ငါတို့လောက်ငပိကောင်ရောင်းမှုရှိတယ်။အဓိကဝယ်တယ်လို့ဈေးကတော့ပေါက်ဈေးပဲပေါ့ဗျာ။ကဲ ညို့မောင်ရောမောင်တာတရထိုင်ကြထိုင်ကြကျို့တို့လည်းတကြီးနဲ့မလန်းမကန်းမှဝင်ပြီးတော့ထိုင်လန့်ကြတာပေါ့ဗျာအေးငှက်ရွှေရမင်းစောစောကစကားကိုဆက်ဆမ်းမအောင်ကွာတကြီးကကိုရွှေဆိုတဲ့လူကိုပြောပါတယ်အသားညို့ညို့ခထရွားနဲ့ကိုရွှေဆိုတဲ့လူကကျို့တို့အိမ်မော်ကိုတက်လာလို့ပြတ်သွားတဲ့စကားစကိုပြန်ဆက်တယ်ဗျာဒီလိုတကြီးရေကျုပ်လေတဲကကျွဲလူအိမ်ကိုတကြီးတည်တယ်မလား ကျွဲလူအိုင်ဟာငှက်ရှူရမင်းလက်ထဲမှာကကျွဲလူအိမ်ကနာအိုင်တော်ရှိရမလားဘဲအိုင်ကိုပြောတာတော့ဟိုအိုင်တကြီးရကနုံဆိုပင်ရှိတဲ့အိုင်လေဗျာဩဤဒါဆိုသိပြီလမှုတော်ကြီးရှိတဲ့အိုင်ပေါ့ဟုတ်တယ်ဟုတ်တယ်ဤအဲ့ဒါဘာဖြစ်တော့လုံခဲ့တဲ့သုံးလေးရက်ကကျုပ်တို့ကျွဲတွေလူးကြပြီးတော့ပြန်တက်လာတော့ကျွဲတကောင်အပေါ်မှာပစိုးအကွက်ကြီးဟုတ်ထားတဲ့ အင်ဂျီကိုသုံးလုံးနဲ့လူကြီးတယောက်စီးပြီးတော့ပါလာတယ်တဲ့ဗျာအရွယ်ကတော့ရိုးရိုးလူအရွယ်ပဲတဲ့တကြီးရဲ့သပင်စုပ်ဖွားကြီးနဲ့မျက်လုံးကြီးတွေကနီနီရဲရဲကြီးတွေဆိုပဲဟမ်ဘသူကတွေ့တာတော့ကျုပ်သားငယ်ဆယ်တွေ့တာဗျာတကြီးရဲ့ဟမ်ဟုတ်လားငယ်ဆယ်ကဘာလို့လို့ဟာတကြီးဟာဒီကောင်လေးကတော်ရုံတရုံကြောက်တာလေကောင်လေးမှမဟုတ်တာလက်ထက်ကလေးကောင်နဲ့လမ်းပြီးတော့ပြစ်လိုက်တယ်ဗျာ အဲ့ဒီလူကဂျွဲဘော်ကနေနောင်ကျုံးပြစ်ချပြီးတော့ပျောက်သွားရော်တယ်ပြောရီတော့မှတရေမှန်းသိပြီးတော့ဂျွဲတွေကိုခတ်တုံတုံမောင်းပြီးတော့ချောင်းထဲမှာရေသွားချတယ်လေဗျာတကြီးဦးဘိုးစင်ကခေါင်းကိုနှစ်ချက်လောက်ညှိလိုက်ပြီးတော့မှပြောတယ်ဗျာငါရွှေရဒါမျိုးတွေကအဆမ်းမှမဟုတ်တာကွာနာနာဘဝဝိညာဘဝဆိုတာရှိကြတာပေါ့ကွာအဲသူတို့လေသူတို့ဘာသာသူတို့နေကြတာပါတခါတလေအเจ้าတိုက်ဆိုင်တဲ့အခါမှာမြင်ရတာပေါ့တိုက်ဆိုင်တာမဟုတ်ဘူးတကြီးရဲ့ တမင်ပြတာအိညာပဲကျုပ်သားငယ်စေဖျားလိုက်တာမပြောပါနဲ့တော့ဗျာတကောင်လောက်ကြတော့ကမန်းကရန်ကြောင်ကရန်နေပြောရောပြုတ်ပထမတော့ကျုပ်ကကြောင်ကရန်နေပြောနေပဲချင်းတာနောက်တော့မှဒီကောင်ကကျမ်းမြေကိုလက်ဝါးနဲ့ဗျံကနေရိုက်ရိုက်ပြီးတော့ပြောတာဗျာဟေးမင်းသား20ကပြောရလားဘယ်အဟုတ်ရမှာတော့တကြီးရကျုပ်သားကိုသူမြင်ခဲ့တဲ့တရေကဝင်ပူးပြီးတော့ပြောတာဗျာဟေးဘာပြောလို့လုံးငှရွှေ့ ငါကျွဲလူအိုင်ကတရဲကွာငါ့ကိုအမဲသားတပိတာချင်းနဲ့ထမင်းဝအောင်ကျွေးမကျွေးနှစ်သားကိုငါသပစ်မယ်တဲ့ဗျအေးဟုတ်လားဒါနဲ့မင်းကအာကျွေးရတာပေါ့ဗျာမြို့သွားအမဲသားဝယ်သေချာချက်ပြီးတော့သကောထဲမှာငပြိုးပဲခင်ထမင်းတွေဟင်းတွေပုံပြီးတော့ကျွဲလူအိုင်ကကနဇုံဝင်ကြီးအောက်မှာသွားပြီးတော့ကျွေးလိုက်တာငဆယ်လဲဖျားတာချက်ချင်းယူပြစ်တယ်လို့ကိုပျောက်သွားတာဗျအင်း ငှရှာလုံးလုံးထင်ပါလေကွာတခါတလေစားချင်တော့ချင်လို့နေမှာပါကွာဟာတခါတလေမဟုတ်ဘူးဗျာတကြီးရဲ့ကျုပ်သားမြင်ပြီးတော့နောက်တနေ့မှဟူးဘဲကရေခမ်းချောင်းမှနေရဲ့ကိုသုံးရံသာငအေးလေးဖြစ်တယ်ဗျာငအေးကကျွဲလူအင်ကလမှုတော်တွေမှာ6တောင်ပြိုင်းကို၄ခွနဲ့ပြစ်လိုက်တာပြိုင်းကျသွားလို့သွားကောက်တာတဲ့ဗျို့လမှုမင်းတို့နားရို့ရောက်တော့အဲ့ဒီအကောင်ဗျာပစိုးကွက်တုံကြီးနေတဲ့အင်းကြီးမပါဘူးတဲ့မျက်လုံးနေနေကြီးတွေနေတဲ့ ။စပင်ကအရှိကြီးတယ်ဗျ။ငအေးပြစ်လိုက်တဲ့ဗျိုင်းကိုပါဇက်ကြီးနဲ့ကြိုက်ထားတာလေဗျာ။ငအေးကိုမျက်လုံးနေကြီးနဲ့စိုက်ကြည့်နေရတယ်ဗျ။ငအေးဆိုတဲ့ကောင်ငဲတန်းပေါင်းអော်ပြီးတော့ပြေးတော့တာ။အိမ်ရောက်တော့တတိလစ်နေလို့မနှဲကိုနာနာယူရတယ်တကြီးကြီး။ဟေး။ဇလောက်တော်ဖြစ်တာလားကွာ။အနေပေါ့တကြီးရ။ကျုပ်ပြောပြအောင်မေ။အဲ့ဒီကောင်လေးလေးလက်ညဖြားတာလေဗျာ။ဖြားရင်းနဲ့ကျွဲလူအိမ်တည်းဝင်ပူးပြီးတော့ ကြက်တကောင်ချက်နဲ့ထမင်းကျိုးရမယ်ဆိုလို့ကျုပ်လို့တလို့ပဲသွားလို့လိုက်မှပျောက်သွားတာလေဗျာဟာငှရှူရတော်တော်ဆိုးနေတာပဲကွာမင်းပြောပြီလို့ပဲကွာငါဒါတွေဘာမှကြားတာမဟုတ်ဘူးဟုတ်တယ်တကြီးရဲ့ပထမတခါကျုပ်သားငယ်ဆယ်ဖြစ်တော့ကကျုပ်လည်းဇဝေဇဝါဖြစ်နေတာဗျာဟုတ်မှဟုတ်ရဲ့လားဗောဗျာအပြီးတော့တကြီးကိုပြောတယ်လို့ဗောအတခါလေးဖြစ်တာနေမှာပါလို့လေကြွေးလိုက်မိတာကိုဗျာ ဒါပေမဲ့ကိုတော့သာငအေးထက်ပြီးတော့ကျုပ်နည်းနည်းစိုးရင်လာတာနဲ့တကြီးကိုတော့ပြောမှာပဲဆိုပြီးတော့လာပြောတာဗျ။အေးဆရာတော်ကိုသွားပြီးတော့တိုင်ပင်ကြည့်ဦးမယ်ဗျာ။တကြီးကဆရာတော်ကိုအားကိုးပုံရပါတယ်ဗျာ။ဒါပေမဲ့ဒီစကားကိုလာပြောတဲ့ရွာသားတွေကတော့သိပြီးတော့ကြိုက်ပုံမရဘူးဗျာ။တကြီးဟာဒီကိစ္စကဆရာတော်နဲ့သိပြီးတော့မဆိုင်ပါဘူးဗျာ။ဆရာကောင်းကောင်းရှာပြီးတော့နေထုတ်လိုက်ရင်ပိုကောင်းမယ်ဗျာ။ အေးလေပိုကောင်းလာတော့ဟုတ်တာဘောကွာငါရှူရဆရာကဘယ်သွားရှာမှာရောမင်းမရောဆရာအဆက်တွေဘာတွေရှိလို့လားဆရာအဆက်တော့မရှိပါဘူးဗောဗျာဒီလိုပဲစုံစမ်းရမှာဗောဗျာနေုံကိုရွှေကြီးခမားဆရာရှားနေတော့ဒီတရေကငြိမ်ကြီးပါမလားဟာမငြိမ်လဲဒီလိုပဲကျွေးမွေးထားမှာဗောကိုကမ်းမြာဆရာရှားလို့ရတော့မှဒင်းကိုတွေ့ထုတ်ပြရမှာဗော ကိုကံမြင်ထောက်ပြတာကိုတကြီးလျက်စဉ်းစားနေရပုံပဲဗျာ။ကောင်းလေးတင်းကျင်ကျင်လို့ပြီးတော့တွေးနေပါရဲ့။ကိုရွှေလေကိုကံမြင့်ဆိုတဲ့လူကိုပြောတာပြောလိုက်တာဗျာ။သူလည်းဘာလို့ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတဲ့ပုံပဲဗျာ။တကြီးတကြီးတကြီးကြီးလားဗျာ။ဟေးရှိတယ်ဟေးရှိတယ်။ဘသူလုံးဟာပြာကြီးပြာရနဲ့ဘာရီမြအရေးကြီးနေလို့ရောအိမ်ထဲဝင်ကလေးပြောတာပြောတာဗျာ။အချင်းကမောင်ရင်တန်းနေပြီ ကျို့တို့တချောင်းဘဲကနေပြန်ရောက်တဲ့ကညနေတော်တော်စောင်းနေပြီ။ပကြီးနဲ့ရွာသားတွေကျွဲလူရဲ့တရေအကြောင်းကိုပြောနေကြတာတော်တော်ကြာနေပြီပဲ။မောင်စပြုတ်ပြီပေါ့ဗျာ။ဟမ်စောပြီပါလား။ရေကြီးတို့ပြန်နေဘာဖြစ်လာတာတုံးကွာ။ပစိုးတဲ့ကောင်းဝေါ်ပြီးတော့ဝင်လာတဲ့စောပြီဆိုတဲ့လူကအသက်40လောက်ရှိပြီဗျာ။ပကြီးရှိမှခတ်တော့ဝင်းထိုင်လိုက်ပါတယ်။တကြီးချောင်းကူတရာနာကဒေါ်မဲစင်ကြီးဆုံးသွားလို့ဗျာ။ ဟေးမမဲစင်ဆုံးသွားပြီဟုတ်လားဘာဖြစ်တယ်မလဲမကြပါလားမနေ့ကတော့ငါနဲ့ဆရာတော်ကြောင်မှတွေ့သေးတာပဲဆော်ပြီးဘာဖြစ်လို့တော့ကွာပြုံးစားကြည့်ပါလားကိုရွှေတို့ကိုကံမြင့်တို့တွေလဲအံ့ဩပြီးတော့တယောက်တစ်ပေါက်တွေပြောနေကြတာတကြီးအိမ်မှာစူး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 တွေဖြစ်လို့ဗျာပြုံးစားကြည့်စုံလားတကြီးရဲ့ညနေကတည်းကကျွဲတွေသွားလိုက်အောင်မဲဆိုပြီးတော့ထွက်သွားတာတဲ့ကျွဲလူအိုင်နားရောက်တော့သူ့ကျွဲတွေကိုတွေ့တယ်ဗျာအေးဒါပေမဲ့သူ့ကျွဲပေါ်မှာ ပစိုးကွက်တုံးကြီးနဲ့လူတယောက်ကိုတွေ့ရတယ်ဗျအင်ဂျီမပါဘူးတဲ့စပင်ဖားလျားကြီးနဲ့မျက်လုံးနေနေကြီးတွေနဲ့ဗျသူ့ကျွဲတဲ့ကောင်ကိုစီးထားတာတဲ့ပြောဒါနဲ့ပဲမမင်းစင်ကဟဲ့အဲ့ဒါငါကျွဲလို့လည်းပြောလိုက်ရောကျွဲတွေကသူ့ကိုလိုက်ခတ်တော့တာပဲဗျအဒီမာတွေမမင်းစင်နဲ့အင်ရရောက်အသက်လူပြီးတော့ပြေးရတာတဲ့ဗျရွာထဲကိုဝင်ကနေတော့နောက်တစ်ချက်ကိုလက်ကြည့်သေးတယ်ဗျကျွဲပေါ်မှာအဲ့ဒီအကောင်ပါလာတာတဲ့ဗျ ဒါနဲ့သူ့အင်ရောက်ပြေးပြီးတော့အင်အပေါ်အတက်မှာသတိလစ်ပြီးတော့ဝေါကနဲ့ထိုးလဲသွားတော့တာပဲဗျာသူ့သားတွေကအမေဘာဖြစ်လို့ရောလို့ဆိုပြီးတော့မင်းလေးကိုသတိရအောင်လှုပ်ယူကြရတဲ့သတိကိုပြန်ရသေးသလားသတိကဝင်မိတာဗျာဒီတော့လာပြောတဲ့ကိုစောပြီကသူ့ကောင်းမပေါင်းလာတဲ့ပစိုးကောင်းပေါင်းကိုဆွဲဖြုတ်လိုက်ပြီးတော့ရတယ်သတိသတိပြန်ရတယ်သတိပြန်ရပြီးတော့ဒီကြောင်းတွေကိုပြောသေးတယ်အော်ရီပြောပြီးမှဆက်ကနေတုံသွားပြီးတော့ မျက်ဖြူကြီးလန်သွားတာလေဗျာအားဆိုတဲ့အတန်နဲ့ကြီးနဲ့တစ်ချက်អော်ပြီးတော့ငြိမ်သွားတာအသက်မရှိတော့ဘူးလေဗျာဟာဖြစ်မှဖြစ်ရတယ်ဗျာနေပါအောင်တို့ကျွဲတွေကရောဘဲရောက်ကုန်လုံးကိုစောပြီးကိုရွှေကမေးတာဗျာကျွဲတွေကတော့တင်းကုန်နေမှာပြန်ရောက်နေရတယ်ယူဘာမှမဖြစ်တယ်လို့ပဲလေဗျာဟာဖြစ်မှဖြစ်ရလေဗျာမမဲစင်ကကျုပ်ထက်နေနေပဲကြီးတာဗျာမဲစင်ကမိထက်နေနေကြီးတာဗော ။ဟုတ်လားမောင်ရွှေရ။ငါနဲ့ကမီးဝင်မီးထွေးတယ်။အမေတို့ပြောတာ။ကိုကံမြင့်ကြီးကလည်းစိတ်မကောင်းတဲ့ပုံစံနဲ့ဝင်ပြောပါရယ်။တကြီး။ကျွဲလူအိမ်ကတရေကတော့အချင်းဆွဲလို့မဖြစ်တော့ဘူးတကြီး။ကဲကျုပ်တို့လည်းအတုပအိမ်ကိုတက်ပြီးတော့သွားကြမှာပဲဗျာ။အေးသွားကြရမှာပေါ့ကွာ။ငါလည်းလိုက်မှာပါ။ဘိုင်းသွားရင်ကျုပ်တို့လည်းလိုက်မယ်ဗျာပြီးတော့ဘိုင်းကိုပြောရအောင်မယ်ဟောဒီမောင်တာတွေက ဘာကြီးတို့အခုဖြစ်နေတဲ့ကိစ္စမျိုးတွေကိုနားလေသေးဗျ။သူ့မှာအတွေ့အကြုံတွေလည်းအများကြီးရှိရဲ့။ဆရာသမားတွေနောက်ကိုလည်းကောင်းကောင်းလိုက်ပူတယ်။ဟေးဟုတ်လားမောင်တာဒီ။အစင်သက်လန်တာဝဲ။အောက်ပြီးအောက်ရွာရောက်တော့ကျုပ်တို့ကိုတစ်စိတော့ကူခဲ့ပါအောင်မောင်တာဒီရဲ့။ကျုပ်လည်းဘာကြီးတို့ပြောဆိုနေတာတွေကိုနားထောင်နေပါဗျ။အကျုပ်တို့ခုမေးချင်တာကအရင်တုန်းကဒီကျွဲလူအိမ်မှာဒါမျိုးတွေဖြစ်ခဲ့ဘူးသလားဗျ။ဟာတခါမှတော့မဖြစ်ဘူးပါဦးမောင်တာဒီရဲ့။ ိုရွှေကပြပြတလဲဝင်ပြောတာဗျ။အင်းဒါဆိုရင်တော့တခြားကလွင့်လာတဲ့အကောင်းဗျ။အဒီသရေကြီးရတာတော်တော်ဆိုးတယ်ဘုံဗျ။ကြုတ်အချိန်နေကြည့်ပြီးတော့လှုပ်တဲ့နာကိုလှုပ်ပေးပါမယ်။အာကျေးဇူးတင်ပါတယ်ကွာ။တော်သေးတာပေါ့ငတ်ရွှေရ။ဆရာမရှာဘဲနဲ့ဆရာအိမ်ပေါ်မှာအစင်းသိရောက်နေပြီလို့ပေါ့ကွာ။ဟာဘိုင်ကျုပ်ကဆရာမဟုတ်ပါဘူးဗျ။ဒီကိစ္စမျိုးတွေကိုဘ ഹു ဒုတရှိတာပါဗျ။ ဆရာဟဟမဟုတ်ပါမောင်တာတည်းရေကျို့တို့ကမောင်တာတွေကိုအားကိုးကြတာပါကွယ်စကားလက်ဆက်သပြီးတော့အသူပအိမ်ကိုကျို့တို့လာခဲ့ကြပါတယ်ယာတီကဆောင်းရသေးပြဒါပေမဲ့အောက်ပြည်ကဆောင်းရင်းကကျို့တို့အညာသားတွေတော်တော်နေလို့ကောင်းုံနေပဲဗျလုံးဝကိုမချမ်းတာတကြီးကကျို့တို့လူစုထွက်လာတော့မိုးချုပ်စားပေါ့ဗျတကြီးကငါးတော်တော်တမင်းကြီးတဝင်းဝင်းနဲ့ချိုးသွားနေရဗျာ အိမ်တွေမှာတော့ရင်းနှံစီမန်အိမ်လေးတွေထွန်းလို့ပေါ့ဗျာအိမ်တွေရှိကဖြတ်သွားတိုင်းလူတွေစုပြီးတော့ကျွဲလူရဲ့တရေအကြောင်းကိုပြောနေကြတာဗျာဒီတရင်ကတရွာလုံးကိုပြန့်နေတဲ့ပုံပဲဗျာလူတွေအကုန်လုံးလဲကြောက်နေကြတဲ့ပုံပဲကြာလူဆိုတာတရေသစီတွေကိုကြောက်တာတဲ့အမျိုးပဲဗျာကြောက်တာပေါ့ဟာခွေးတွေပါကြောက်နေပြီပြုံးတိုင်အီနဲ့အိမ်အောက်တွေတွုံးဝင်နေကြလေရဲ့ဗျာဒါမျိုးတွေကြုံကြုံဘူးပေါင်းများလေပြီဗျာ ရွာထဲကိုကြောက်စရာကောင်းတဲ့မကောင်းဆိုးရတဲ့ကောင်ရောက်နေရသေချာနေပြီပေါ့ဗျာကျုပ်ကဆရာတော့မဟုတ်ပါဘူးဗျာဒီတိုင်းမဲ့ပြောရရင်တော့ဆရာတပိုင်းလုံးတော့ဖြစ်နေတာပေါ့လေကျုပ်သွားလျာကိုကျုပ်ရဲ့ဆေးလွယ်အိမ်ကိုယူလာနေကြဗျာအခုလေတကြီးတို့လူစုနဲ့အသူပအိမ်လိုက်မလာခင်မှာကျုပ်ရဲ့ဟမ်းမဲ့အကြီးတယ်မှာထက်လာတဲ့ဆေးလွယ်အိမ်ကိုကျုပ်ယူပြီးတော့ဇလွယ်သားပြီးတော့လွယ်ခဲ့တာဗျာကျုပ်တို့အသူပအိမ်ကိုရောက်တော့အသူပကပြင်အောင်ထားပြီဗျာ အောက်ပြီးအောက်ရောက်ရဲ့ထုံးစံအတိုင်းပေါ့ဗျာ။ဝါချောင်းတွေကိုကတ်ဆီးပြီးတော့အလောင်းစင်လှုပ်ထတာပေါ့။ညနေကမှကျွဲလူရဲ့တရေလိုက်လို့ရုတ်တရက်သေးသွားတဲ့ဒေါ်မင်းစင်ရဲ့အလောင်းကဝါကပေါ်မှာဆက်ဆန့်ကြီးပေါ့ဗျာ။ထုံးစံအတိုင်းပဲ။အလောင်းကိုထမင်အစ်အင်းကြီးအစ်တွေကိုလွမ်းထားတယ်ဗျာ။ရွာသားတွေကလည်းဟိုကရောက်လာ။ဒီကရောက်လာနဲ့ဆူ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 လှုပ်နေကြတာပေါ့ဗျာ။အတူပါအိမ်မှာပြောတဲ့အကြောင်းအရာကလည်းတခုတည်းပဲဗျာအဲ့ဒါကတော့ပစိုးကွက်တုံကြီးဝတ်ထားတဲ့ ကျွဲလူအိုင်တည်းကိုရှုသွားငစေကိုတို့သားငအေးနဲ့တရေစီးတဲ့ကျွဲလိုက်ခါနဲ့ဒေါ်မဲစင်ရဲ့အသေးစိုးပြီးတော့ကနိုဆိုမင်းကြီးရှိတဲ့ကျွဲလူအိုင်ဘက်ကိုမသွားကြဘူးကျွဲလေးကိုလည်းအဲ့ဒီဘက်ကိုမလို့ကြဘူးဗျာဒေါ်မဲစင်တို့အိမ်ရှိကကနေပြင်းတစ်ခုကိုလည်းညာရင်းချင်းထိုးနေကြလေရဲ့ပြို့ဘိုးကတလုံးဒီကတလုံးနဲ့ယူလာတဲ့အောင်လင်းတက်မင်းကြီးတွေလေးလုံးထုံးထားတာနဲ့တင်းမိတွေလင်းထိန်နေတာပါဗျာအလောင်းကတော့အိမ်ပေါ်မှာပဲရှိသေးတာဗျာ အိမ်ရှိကဖျားကန်းလိုနေရာမှာကျုပ်တို့တွေစုပြီးတော့ထိုင်နေကြတာဗောဗျာအိမ်နောက်ဘေးမိဖို့ကြောင့်မာတော့အတုပလာတဲ့တွေကိုတွေးဖို့မွေးဖို့ချက်သားဟင်းကိုချက်နေတဲ့ပုံပဲဗျာဟင်းနှံကအိမ်ရှိတီထွက်လာပါတယ်ငံပြားကြီးချက်နှံလည်းရပါတယ်ကျုပ်ထိုင်နေရာကအိမ်ရှိကိုကြောပေးထားတာဗျာဒီတော့ကျုပ်မျက်စိတွေကဒေါ်မဲဆိုင်ရဲ့အလောင်းကြီးကိုမြင်နေရတာဗောဗျာဟာအကျုပ်စိတ်ထဲမှာဟာငနဲ့ကိုရေရွတ်လိုက်တာဗျာ ကျုပ်မြင်နေရတဲ့ဒေါ်မဲစင်ရဲ့အလောင်းကြီးကတော့ဓလိအတိုင်းပေါ့ဗျာခြေထိပ်လက်ထိပ်ခါထားတာပေါ့လေခြေမောင်းတဲ့ချောင်းကိုပြီးပြီးတော့အချီကျိုးနဲ့အထထကိုခြေထုတ်ထားရလေဗျာဒီလိုပဲလက်နှစ်ဖက်ကိုရင်ဘဘောကိုရှက်ပြီးတော့လက်မနှစ်ဖက်ကိုအချီကျိုးနဲ့ခိုင်ခိုင်တုတ်ထားတာပေါ့ဗျာအတကယ်ကတော့အလောင်းတောင်းလာတဲ့အခါမှာကိုယိုကာယာကြီးမဖြစ်အောင်လှုပ်တာဗျာအကျုပ်ဟောင်နဲ့ဖြစ်သွားတာကဒေါ်မဲစင်ကိုခြေထားတဲ့ခြေထိပ်ကြိုးတွေပြတ်ထွက်သွားလို့ဗျာ ။ဟောလက်ကိုခြစ်ထားတဲ့လက်ထည့်ကျိုးတွေလည်းပြတ်ထွက်သွားပြီပြု။ဟောကြုံကြည့်နေတော့မှာပဲ။သဘင်ဖားလျားနဲ့ဒေါ်မွေးစင်ရဲ့အလောင်းကြီးကဝုန်းကနေကိုထထိုင်ပြီးတော့တဟားဟားနဲ့အော်ရေရော့တာပဲဗျာ။ဟာအလောင်းကြီးထလာပြီ။ပြေးကြပြေးကြ။ဟာအလောင်းကြီးအလောင်းကြီး။အသံမျိုးစုံနဲ့អော်ပြီးတော့အိမ်ပေါ်ကလူတွေဈင်းပြေးကြတာပေါ့ဗျာ။အိမ်ပေါ်မှာကြုတ်ရယ်။ကိုညွတ်မောင်ရယ်။ကိုရွှေရယ်။ကိုကံမြင့်ရယ်ပဲကြံတော့လေပြော။ တိန်လို့ဝယုံသုံးကနဲ့ဆင်းပြေကုန်ကြတာဗျာအရပြက်သလားတောင်ထင်ရတယ်ရွာတွေကလူတွေကလည်းပြေးလာပြီးတော့ကြည့်ကြတယ်ထင်နေပြုအိမ်ရှိမှလူကိုဖွေးနေတာပေါ့ဗျာဒါမှမဟုတ်အိမ်ပေါ်ကတော့ဘသူမှမတည့်ကြဘူးဗျာတချို့ကလည်းဒေါ်မဲစီမသေးသေးဘူးလို့ပြောကြတာကြောက်ကြရတယ်ဗျာငါ့ကိုကြွေးကြငါစားတယ်စပင်းဖားလာကြီးချတာတဲ့ဒေါ်မဲစင်ရဲ့အလောင်းကြီးကမျက်စိကြီးစုံမိပြီးတော့အော်နေရဗျလက်ဆက်သားတော့ဒီသေးဟာ ဒေါ်မဲစိန်နောက်ကနေကလိုက်လာပြီးတော့ဒေါ်မဲစိန်အသက်ထွက်သွားကလေးကဒေါ်မဲစိန်ရဲ့ကိုယ်ထဲကိုဝင်နေလိုက်တယ်ပုံပဲဗျဒါဖုတ်ကောင်အဆင့်ပဲဗျကိုရွှေတို့ကိုကံမြင့်တို့အခုနေနောက်ဝင်တဲ့တယောက်တော့အမြန်ရှာလို့ရမလားဗျကျုပ်ကရုတ်တရက်မေးလိုက်တော့ကိုရွှေကချက်ချင်းပြန်ပြောတာဗျဟာမောင်တာနေကလည်းအခုဆုံးသွားတဲ့မမဲစိန်ကနောက်ဝင်တယ်လေကွာဟာငှရွှေမဲစိန်ကတေသွားပြီပဲကွာဘလို့လို့ခေါ်မှာတော့ မောင်တာတီပြောတာကရွာထဲကနတ်ဝင်တဲ့တရားကိုပြောတာ။ဩငါလည်းအရရောအမမတွေပြောလိုက်တာထင်မှရဲ့ကွာ။အေးရှိရဲ့ရှိရဲ့။ဟောဒီကံမြင့်မိမကဒီရွာမှာမမဲစိန်နဲ့အပြိုင်ဟောနိုင်ပြောနိုင်တဲ့နတ်ဝင်တွေပဲကွာ။ဟာနေရကြတော့ဗျာ။ကဲကိုကံမြင့်ခမ ्या မိမကိုမြန်မြန်သာခေါ်ပေးတော့ဗျာ။အဒီလိုမလုပ်ရင်ဒီသေးဟာခမ ्या တို့ရွာကိုဆက်ပြီးတော့ဒုက္ခပြီးတော့မှာဗျာ။အဲ့တို့မောင်တာတီရဲ့အခုထထနေရ မဲစင်ကြီးမဟုတ်ဘူးလားကွာဟာမဟုတ်ဘူးဗျာကိုကံမြင့်အဲ့ဒါခမားတို့ပြောတဲ့ကျွဲလူအိမ်ကတရေကြီးဗျာဒေါ်မဲစင်ဝိညာဉ်ခွာတဲ့အချိန်အသက်မကုန်ခင်မှာသူဝင်နေလိုက်တာသူ့ကိုနေမထုံနိုင်ရင်ဒီကိုတဲကနေတော်တော်နဲ့ကိုထွက်မှာမဟုတ်ဘူးဗျာဟေးဟုတ်လားဒါဆိုရင်ငါအခုပဲငါမိမကိုသွားခေါ်ခဲ့မယ်အိမ်ရှိကလူအုပ်ကြီးကတော့စူညာစူညာနဲ့ပေါ့ဗျာကဲတာကြီးဒီကောင်ကြီးကိုထမင်းကျွေးလိုက်ဗျာ မစားရမချင်းအေးမှာမဟုတ်ဘူးဗျနေပေါင်းပေါင်တာတည်းစားပြီးရောဒီကောင်ထွက်သွားမှာလားဒီပုံစံကထွက်မဲ့ပုံစံမဟုတ်ဘူးတကြီးရဲ့ဆက်စားနေအောင်မှာဗျအဲ့အဲ့ဒီကိစ္စတကြီးမပုံနဲ့ကြုတ်လို့မယ်အခုတော့ထမင်းကျွေးထားလိုက်ဗျအေးအေးကဲမောင်ရွှေအိမ်ထဲမှာလည်းဘသူမှမရှိကြတော့ဘူးကွာမင်းမထမင်းကျွေးလိုက်ကွာတကြီးခိုင်းတော့ကိုရှိကအိမ်နောက်ဘေးကိုဝင်သွားပါတယ်ကိုညွတ်မောင်လည်းနောက်ကလည်းလိုက်သွားတယ်ဗျာ ဟောကိုရွှေနဲ့ကိုညွတ်မောင်ပြန်ထွက်လာပြီလိန်မန်းကြီးရဲ့မှာထမင်းတွေပုံပြီးတော့စောစောကလူတွေကိုကြွေးဖို့ချက်ထားတဲ့ကြသားဟင်းတွေအပေါ်ကနေလောင်းထည့်လာတာပေါ့ဗျာဒေါ်မဲဆန်ကြီးကလည်းသပင်ဖားလိုက်ရခြင်းနဲ့အလောင်းဝင်လှုပ်ထားတဲ့ဝါးကပေါ်မှာတယ်မလင်ခွေကြီးထိုင်လို့ဗျာငါစားမယ်ငါ့ကိုကြွေးကိုရွှေကထမင်းလိန်မန်းကိုထိုးပြီးလိုက်ပါတယ်ကိုညွတ်မောင်ကရေပလားကြီးကိုဘေးမှာခြာပြေးလိုက်တာဗျာအာစားပြီဗျဒေါ်မဲဆန်ကြီး ပေါင်ကြီးကိုကားထိုင်ပြီးတော့စားနေရဗျာ။ကြက်ရိုးတွေကိုတကြွတွဝါပြီးတော့စားနေရပြုံး။တကယ်တော့ဒေါ်မဲစင်ပဲဟုတ်မှာတော့ဗျာ။ကျွဲလူအိမ်ကသရေကြီးစားနေတာပေါ့။မောင်းတာလေ။ဟောတာငါမိမမယ်တင်းကွာ။မင်းလိုတာပြုံး။ကိုကံမင်းနဲ့သူမိမရောက်လာပြီဗျာ။ကျို့အလုတ်စားရတော့မှာပေါ့လေ။ကဲတကြီး။ကျို့အလုတ်စားလို့တော့မင်း။လှုပ်ပါမောင်းတာဒီရဲ့လှုပ်ပါလှုပ်ပါ။ကျုပ်တို့ရွာသားတွေကိုကြုံတော့ကူညီခဲ့ကြပါကွာ။ ကဲကိုရွှေအိမ်ရှိမှအုံးလေးရဲ့လူတွေဟိုးဘက်ဒီဘက်ခါဝေးကခိုင်းပြလမ်းပေါင်ကြဲကြဲလိုရင်းနေအခုကြုတ်ပိမဲ့သူကကျွဲလူရဲ့တရေတဲ့အစတရားမကကျမ်းတဲ့လူပြဟေးဟုတ်လားဘသူများနှောင်းဝယ်မောင်းတာဒီရဲ့တကြီးကကြုတ်ကိုစိုးရင်တကြီးမေးပါတယ်မဖဲဝါလေတကြီးဟေးဟာဟေးဆိုတာကတကြီးပါဇက်ကလာတဲ့အံဩတဲ့တံပေါ်ဗျာဟာဆိုတာကကိုရွှေရဲ့ပါဇက်ကထွက်လာတဲ့ အာမေနိတ်တန်းများကိုရှိအိမ်ရှိကလူအုပ်ကိုရှင်းပါတယ်ဝယ်မောက်ပေါ်လာပြီကိုရွှေနဲ့နဲ့ချလိုက်ပုံရတယ်ဗျလူတွေရှဲသွားပြီးတော့ဘာသားမှမထွက်ပဲနဲ့ငြိမ်နေကြတယ်ဗျကျုပ်ကနောက်ဝင်တဲ့ဒေါ်မေတင်ကိုခေါ်ပြီးတော့အိမ်အပြင်ကိုထွက်လာခဲ့ပါတယ်အိမ်အပြင်မှာထုံးထားတဲ့အောက်လင်းတမီးကိုငြိမ်းခိုင်းလိုက်ပါတယ်မိရဲ့လင်းရောင်ကိုမဖဲဝါမဝင်ဘူးဆိုတာကျုပ်သိတယ်လေဗျဒေါ်မေတင်ကသပင်ဖားလိုက်ရချပြီးတော့လက်အုပ်ချီထားပါတယ်မြေပြင်မှာကြောက်ကြောက်လေးထိုင်လို့ပေါ့ဗျာ ကျုပ်ကလွယ်ရည်ကမဖဲဝါကျုပ်ကိုအားထားတဲ့ကိုဒူကိုဝဲအယုံလေးကိုထုတ်ယူလိုက်ပါတယ်။ပြီးရတဲ့မဖဲဝါကိုကျုပ်ပစ်ပါတယ်။အိမ်တုံးမှာပဲအိမ်ထဲမှာစားတော့နေကျွဲလူရဲ့တရေကြီးကစားတော့လို့ပြီးသွားပြီဗျာ။ငါ့ကိုဆေးလိုက်တိုက်။ငါဆေးလိုက်တော့ခြင်းလေ။ဒီတရေလီတန်ကတော်တော်မာလာပြီဗျာ။နောက်ဆိုရင်တရွာလုံးကိုဒုက္ခပြီးတော့မှသင်ကြတယ်ဗျာ။ကိုညို့မောင်ကစေးပေါ်လေးတစ်လိုက်ကိုမင်းညီပြီးတော့ပေးလိုက်ပါတယ်။အောက်ပြီးအောက်ရွာက ကြောရွာတွေမှာတောက်တဲ့ဆေးဘောလေးဆိုတာငါးမူးလုံးလောက်ရှိတာဗျအဲ့ဒီဆေးဘောလေးကြီးကိုတရေကြီးကအားရပါးရဖြာနေပါတယ်ဟောလာပြီလာပြီကျိုးလက်ထဲမှာကန်ထားတဲ့မဖဲဝါရဲ့ကိုဘွားအယုတ်လေးကဆက်ကနေဆက်ကနေတုံသွားပါတယ်ဟာဝင်သွားပြီဗျဒေါ်မေတင်ရဲ့ကိုတဲကိုမဖဲဝါရောက်သွားပြီဒေါ်မေတင်ကလက်ကြီးတွေကွေးကောက်ပြီးတော့ထိုင်ရာကနေထားပါတယ်အိမ်ထဲကိုမျက်လုံးပြူးကြီးနဲ့လမ်းကြည့်ပါတယ်မဖဲဝါကျုပ်တာတေပါအောက်ပြည်ကိုအလဲလိုက်နဲ့ ဒီမှာအခက်ကြုံနေလို့မဖဲဝါကိုအကူအညီတောင်းတာပါကျွဲလူအိမ်မှာနေတဲ့ဒီတရက်ကဘဲကနေရောက်လာမှမသိဘူးမဖဲဝါဒေါ်မဲစင်ကိုတတ်ပြီးတော့ကိုတဲကိုဝင်းနေတယ်အလောင်းစင်ပြင်ပြီးမှထလာပြီးတော့စာလာတောက်လာတွေလောက်နေအဒီကောင်ကြီးကိုရှင်းပြပါမဖဲဝါမဖဲဝါကအိမ်ထဲကိုဆက်ကြည့်နေတယ်ဗျာဒါဒီဒါတော်ကြီးတစ်စေတကောင်းဟဲ့ဒါကြောင့်တအံ့ကြမ်းတမ်းနေရနေကြိုပြီးတော့ရောက်လာတာမပူနဲ့ ငါပြန်ခေါ်သွားမယ်။ဟေးအိမ်ထဲကအကောင်အခုထွက်ခဲ့စမ်း။ဘဘေးဝရဲ့အတန်ကြီးကဟိမ့်ပြီးတော့ထွက်လာပါတယ်။သေခြင်းဟုတ်လား။ဘယ်ကကောင်းမှာတော့။သေခြင်းနဲ့အခုချက်ချင်းထွက်ကြည့်။တော်ကြီးတစေကောင်။အောင်မကောင်းမသေပြီတော့။ပြောပြောဆိုဆိုနဲ့ဒေါ်မဲစင်ကြီးကသပင်ဖားလိုက်ရချင်းနဲ့အိမ်မင်းကိုထွက်လာပါတယ်။အိမ်မင်းရောက်တော့ဒေါ်မဲတင်ကိုတွေ့တာဗောဗျာ။ရော့မသားမဒါတော့ပြောပြောဆိုဆိုနဲ့ဒေါ်မဲစင်က ူ့လက်ထဲကမီးရဲနဲ့စီးပေါ်လေးကြီးကိုဒေါ်မဲတင်ကိုလမ်းပစ်ပါတယ်။ဒါကလူတွေအမြင်ပေါ့ဗျာ။ညနေက သေသွားတဲ့ဒေါ်မဲစိန်နဲ့နောက်ဝင်တဲ့ဒေါ်မဲတင်ပေါ့။တကယ်ကတော့ကျွဲလူရဲ့သေရဲနဲ့မဖဲဝါပေါ့ဗျာ။မဖဲဝါသေရဲကြီးပြစ်လိုက်တဲ့ဆီးလေးကိုလက်နဲ့ပုတ်ထုတ်လိုက်ပြီးတော့သေရဲကြီးကိုစူးစူးဝါးကြည့်ပါတယ်။ကျွဲလူရဲ့သေရဲကြီးမဖဲဝါမှတည်သွားပုံရတယ်ဗျာ။မဖဲဝါရှေ့ကိုတလန်းချင်းရှောက်လာပြီးတော့ဒူးထောက်ပါတယ်။မဖဲဝါရဲ့လက်ဝါးကြီးတစ်ဖက် လေထဲကိုမြောက်တက်သွားပြီးတော့ပြန်ကျလာပါတယ်။ဘုံဘုံဘုံဟူသောအတန်းနဲ့တူကျွဲလူရဲ့သရေကြီးရဲ့ကြောကုန်းပေါ်ကိုသုံးချက်ဆင့်ရလိုက်ပါတယ်။ဟာဒေါ်မဲဆင်ရဲ့အလောင်းကြီးဝမ်းလျားမောက်လဲကျသွားပြီဗျ။ဟောမဖေးဝဝင်နေတဲ့ဒေါ်မဲတင်ကြီးလည်းခွေခနဲ့လဲကျသွားပြီဗျ။ကျုပ်ကဒေါ်မဲတင်မျက်နှာကိုရေနဲ့တောက်ပြီးတော့ခက်မြမြန်နိုးလိုက်ပါတယ်။ဒေါ်မဲတင်တတိပြန်ရလာပါပြီ။ကဲကိုရှိပြီ။ခမည်းတော်လူတွေခေါ်ပြီးတော့ ဒေါ်မဲဆိုင်ရဲ့အလောင်းကိုပြန်ပြင်ကြပြီတော့ဗျာပြီးတော့အောင်းလင်းတက်မင်းကြီးလည်းပြန်ထုံးတော့ပြုခမားတို့ရွာမှာဘန်းအန်လေးရဲ့မှာမရှိတော့ပါဘူးဗျာဟာဟုတ်လားမောင်တာဒီတကြီးကကျုပ်ကိုဝမ်းပန်းတသားနဲ့မိရဲ့ဗျာဟုတ်ပါတယ်တကြီးရဲ့နေဂျုံပြီးတော့ရောက်လာတဲ့တောကြီးတစ်စေကိုမဖဲဝါကြီးပြန်ခေါ်သွားပါပြီဗျာဒါအမှမရှိတော့ပါဘူးရွာသားတွေလည်းဒီတော့မှစူညာစူညာနဲ့လုံးစရာရှိတာတွေကိုပြန်လောက်ကြတာပေါ့ဗျာ နရက်၃ရက်လောက်ကြာတော့ကိုညွတ်မောင်နဲ့ကျုပ်အညာကိုပြန်ခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါ။ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။အစုံဒီနာတော်ရဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။